ါပါခင်ဗျာဆရာဟန်ဆိုင်စီမံရေးထားတဲ့အတန်တွေရဲ့ဥတေယဆောင်းပါကိုဖျက်ပြပေးပါမယ်အတန်တွေရဲ့ဥတေယနှစ်တွေတော်ကြာအောင်ကျွန်တော်ရဲ့အိမ်ကြီးချင်းခွေးကို ကျွန်တော်လုံးဝမုန်းတီးခဲ့ရတယ်နေ့တိုင်းညနေတိုင်းကျွန်တော်ကားပိန်တွေလန်တောင်ကိုထိလိုက်တာနဲ့အဲ့ဒီခွေးဟာတန်ရှိနုဆက်တစ်ခုလိုအတန်ကုန်ဟောင်းတော့တာပဲကျဲလောင်နေစူနာစုတဲ့ မရမနာဟောင်းနဲ့အဲဒီလိုဟောင်းတန်မျိုးက ကိုယ့်ရေပြအောက်ကိုဝင်ရောက်ပြီးပိတ်လို့မရတဲ့စုညံတန်လိုမျိုးအာယုံကြော်ရည်ရဲ့အထိထိုးဖောက်ဝင်ရောက်နေတတ်တယ်။တချို့ညတွေဆိုရင်ကားကိုကားရဲ့တဲနေရမရောက်သေးခင်ကလေးကအတန်ကိုကြိုတင်ခန်းစားရင်စတီယာရင်ကိုပိုပြီးတင်းတင်းဆုပ်ကိုင်းမိတယ်။စောင်းပဲဖြစ်ဖြစ်အနှွေပဲဖြစ်ဖြစ် မနက်ပဲဖြစ်ဖြစ်အညာပဲဖြစ်ဖြစ် ကျွန်တော်အိမ်ပြန်လာတဲ့အခါသူကအမြဲတမ်းဟောင်းနေပထမတော့ကျွန်တော်လေလူရှူဖို့ကြိုးစားခဲ့တယ်နောက်တော့တဖြည်းဖြည်းနဲ့ဒီပြူမှုကို ကိုရီကိုလာကိစ္စတစ်ခုလို့စတင်ခံယူလာခဲ့တယ်အဲဒီခွေကငါ့ကိုရန်ညှိုးထားနေတာပဲလို့ကျွန်တော်ညှိတွားပြီး ကားတကားကိုပို့ပြီးကြဲကြဲလောင်လောင်ပိတ်က အိမ်ထဲကိုမြန်မြန်ရောက်ရင်ဒီဟောင်းတန်းကိုပုံမြန်မြန်ပိတ်ပြနိုင်မလားဆိုတဲ့ဟန်နေအမြန်သွားခဲ့တယ်ဒါပေမဲ့ ကျွန်တော်ဇနီးကတော့လောကကြီးကိုမတူညီတဲ့အမြင်နဲ့မြင်နေသူကစိုးနေတာမဟုတ်ပါဘူးလို့သူမကအိမ်ကြီးချင်းချံဘက်ကို ပြင်ပေါက်ကနေကြည်ရင်ညင်သာစွာပြောတယ်သူတယောက်တည်းသူတယောက်တည်းအထီးကျန်နေတာပါ သူကိုကြည့်ပါဦးသူကအမြဲတမ်းအပြင်မှာကြိုချီခံထားရတာမိုးရွာရွာနေဘူးဘူးဘသူမှလမ်းမလျှောက်ခိုင်းဘူးဘသူမှစကားတောင်မပြောဘူးသူမှပြောတာမှန်တယ် ကျွန်တော်တို့အိမ်ဒီချင်းတွေကခွေကိုချစ်တတ်တယ်။ရင်းနှီးပေါ်ရတဲ့လူစားမျိုးမဟုတ်ကြဘူး။သူတို့ရဲ့ခြံရှိမိအောင်ကတညလုံးထွန်ထားခဲ့ပေမဲ့ရှေးတကားကတော့ဖွင့်ခဲ့တယ်။အဲ့ဒီခွေနရွက်ကတွေ့ကြနေတယ်။သေးသွဲ့ပြီးတမ်းမာတဲ့အညူရောင်ခွေစုပ်လေးကကွဲနေတဲ့ရေကွက်နဲ့အေရအဖြစ်ဟန်ဆောင်ထားတယ်။အဝတ်စုပ်ပုံတစ်ပုံနဲ့အတူ သူ့ရဲ့ဘဝကို နောက်ပြေးခြံထဲမှာနေထိုင်ခဲ့ရတယ်။ တခါတလေကျွန်တော်ဇနီးကသူဘာမှမလုပ်သလိုဟန်ဆောင်ပြီးချက်စီယိုဘောကနေချက်သားလုံးလေးပြီးပြစ်ပေးနေတာကိုကျွန်တော်မြင်ဖူးတယ်။အ ਨੇ ဆုံးတော့တရားရောက်ကအစာကျွေးတင်တယ်လို့သူမကပခုံးတွန့်ပြီးပြောတယ်။သူမမလုံနိုင်တဲ့အခါကျွန်တော်ကိုလှောက်ခိုင်းတယ်ကျွန်တော်ညီးသွားတယ်ညလုံးလှမ်းပြတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်လှုပ်ပေးခဲ့တယ်ကျွန်တော်သူ့ကိုမကြည့် ကျွန်တော်သူ့ကိုတိတ်ကြကြမကြည့်ပဲအစာအစာတွေကိုခြံစည်းဝတ်ကနေပြစ်ပေးခဲ့တယ်။ဒါကကျွန်တော်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာဖြစ်ခဲ့တယ်။သူကဟောင်းနေကျွန်တော်ကညှိတွားတယ်။ဘဝကရှေ့ဆက်နေတယ်။ဒီလိုနဲ့နေတေးကြသွားတယ်။အဲဒီဟောင်းတန်းကရက်ခွဲရဲ့အနောက်ခံအတန်းတစ်ခုဖြစ်လာတယ်။လာတာဆောင်က လေဒီတန်းတွေလမ်းမီးတိုင်းကတဝီဝီမီတန်းလို့ပေါ့။ အစာပိုင်းမှာစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီးနောက်တော့ရင်းနေတဲ့အတန်တစ်ခုလိုဖြစ်လာတယ်။ကျွန်တော်အိမ်ပြန်လာရင်သူဟောင်းနေစာပို့ကားကိုဟောင်းနေတခါတလေဘာမှမရှိပဲလဲဟောင်းနေပြီးတော့အသားမန်နေတနေ့မှာ အရာအလုံးပြောင်းလဲသွားတယ်။ကျွန်တော်ဇနီးဖြားနာခဲ့တယ်။အစားကတော့တေးသေးမွားမွားကိစ္စလေးတွေမော်ပန်းနာပြောင်းဖို့မလွယ်တဲ့အညူမဲဆွဲတာတွေနဲ့စခဲ့တယ်။ပြီးတော့ချိန်ဆမှုတွေ စစ်ဆေးမှုတွေဈေးအုံမှာအကုန်ဆုံးရတဲ့ညတွေရောက်လာတယ်။တစ်ချိန်ကတိတ်ဆိတ်တဲ့နှွေထွေမှုတွေနဲ့ပြေးနေတယ်။ကျွန်တော်တို့ရဲ့အိမ်ဟာပိုပြီးလေးလံတဲ့တိတ်ဆိတ်မှုထဲကိုကြာရောက်သွားတယ်။ဒုမာဈေးအုံကနေရက်သက်သက်ပတ်ပေါင်းများစွာကြာပြေးနာအိုင်ချင်းနေနေပေမဲ့ပြုံးနေတော့မယ်။အိမ်ပြန်ရောက်လာတော့ကျွန်တော်ကကိုကာရတဲ့နေရာမှာရက်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံးဖြည်းဖြည်းချင်းကားပေါ်ကဆင်ခဲ့ကြတယ်။ကိုအိမ်မှာကိုပြန်နေထိုင်ဖို့တည်ယူနေရတယ်လို့မျိုးပေါ့။အဲဒီခါမှာကျွန်တော်သတိထားမိလိုက်တယ်။ဟောင်းတန်းလုံးဝမရှိအတန်တစ်ချမ်းမှမကြားရဘူး။နားဆူတဲ့ဥတန်းဥတန်းတွေမရှိဘူး။ကျွန်တော်ရောက်ရောက်ရပြီလို့ကြေညာတဲ့နှိုးဆက်တန်းမရှိဘူး။တည်ငြိမ်နေတာပဲ။ကျွန်တော်ဇနီးကလမ်းထဲမှာတဝက်ရက်လိုက်တယ်။ အဲ့ဒီအတန်ကိုမင်းကြားလားလို့သူမကမေးတယ်။ကျွန်တော်မျက်မှောက်ကြုတ်လိုက်တယ်။ဘာကိုလဲ။သူမကခေါင်းခါတယ်။ဟုတ်တယ်။တိတ်ဆိတ်မှုကကျွန်တော်တို့အပေါ်ဖီစီလာတယ်။ဒါကငြိမ်းချမ်းမှုမဟုတ်ဘူး။တခုခုမှနေတယ်လို့ခံစားရတယ်။လေးလန့်နေတယ်။အမြဲတမ်းရှိနေခဲ့တဲ့တစုံတစ်ခုကတိတ်တဆိတ်ပြောက်ွယ်သွားတယ်လို့မျိုးပေါ့။ဘာစကားမှမပြောပဲကျွန်တော်အိမ်နီးချင်းခြံဘက်ကိုရှောက်သွားခဲ့တယ်။ သူတို့ရဲ့ပြတင်းပေါက်တွေကပိတ်ထားတယ်။ကားတွေမရှိဘူး။မြက်ခင်းတွေကရှုပ်ပွားပြီးမညီမညာဖြစ်နေတယ်။သူတို့တကားကိုကျွန်တော်ခောက်တယ်။ဘသူမှအပြေမပေးဘူး။နောက်ပေဘက်ကိုလှဲ့ထွက်လှဲ့ပတ်သွားလိုက်တယ်။အဲဒီမှာသူရှိနေတယ်။အမိုင်ပုံပေါ်မှာပုံလျက်သားလဲလောင်နေတယ်။သူအမိုင်ပုံမှာပုံလျက်သားလဲလောင်နေတယ်။ သူနံယိုတွေက အရေပြာကိုထိုးထွက်နေသလိုခြုံထွက်နေပြီးအမွှေးတွေကညင်နွမ်းရှုပ်ထွေးနေတယ်။မျက်လုံးတစ်လုံးကတဝက်ပွင့်နေပြီးအသက်ရှူတန်းကလေထဲမှမလုံရှားတော့ဘူး။သူအရန်ကိုပိန်လွန်ပြီးသေလွန်နေတာကြောင့်ကျွန်တော်သူ့ကိုကျွန်တော်သူ့ကိုတော့သိမမှန်မိဘူး။အိမ်ကြီးချင်းတွေက ထွက်သွားကြပြီးပစ္စည်းတွေကို ထုတ်ပို့ပြီးထွက်သွားတာ။သူ့ကို အမိုက်တစ်ခုလိုထားခဲ့ကြတယ်။ အဲ့ဒီခါမှာကျွန်တော်ရဲ့စိတ်ထဲကတခုခုပေါက်ကွဲသွားတယ်။အပြစ်ရှိသလိုခံစားချက်ဒေါသရှံရုံမှုဝမ်းနည်းမှုအလုံးလျော်ထွေးနေတယ်။ကျွန်တော်နှစ်ခါမစင်စားဘူး။ကျွန်တော်သူ့ကိုပွေချီလိုက်တယ်။ကျွန်တော်တို့ခြံစည်းဘောကနေ ပြချကျွေးနေကြခွေးစားအိတ်ထက်တောင်အလေးချိန်နေနေတယ်။သူ့ကောင်ကကျွန်တော်လက်မောင်းပေါ်မိထားတယ်။အားနေနေပေမဲ့ယုံကြည်မှုရှိနေတယ်။ ျွန်တော်သူ့ကိုအိမ်ရှိတကားကနေတဲယူလာတော့ကျွန်တော်ဇနီးကအမောတကြီးပစက်ကိုပိတ်လိုက်တယ်။အိုးဖခင်ကြီးလို့သူမကဒီလိုရေရွတ်တယ်။စီကန်းကို ခေါ်သွားရမယ်လို့ကျွန်တော်ကပြောလိုက်တယ်။ဂရိဆန်ဆရာဝန်ရဲ့စကားတွေကခက်ခဲတဲ့အမှန်တရားနဲ့ညင်သားတဲ့မျောလင်းချက်တွေရောထွေးနေတယ်။ရေးတဲ့ခန်းချောင်းနေတယ်။အားနေနေတယ်။ဒါပေမဲ့အသက်ရှင်နေတယ်။ သူမရှင်တန်လူစိတ်ရှိနေတော့မယ်လို့ဆရာဝန်ကပြုံးရင်ပြီးပြောတယ်။အဲဒီညမှာသူကိုအိမ်ပြန်ခေါ်လာခဲ့တယ်။တန်ရှင်ရေလုပ်ပေးတယ်။ဖြည်းဖြည်းချင်းအစာကျွေးတယ်၊နှွေးထွေးမှုအဲ့ရအစစ်တစ်ခုပေးခဲ့တယ်။ပြီးတော့ပထမဆုံးချိန်ဖြစ်ကျွန်တော်သူကိုအာယုံဆိုင်ကြည့်မိခဲ့တယ်။သူနာမည်ဖိုးညိုဖြစ်လာတယ်။ဒီနာမည်ကလိုက်ဖန်နေတယ်။သူအမွေအင်ကြီးကအလင်းရောင်ကိုဖန်ယူတဲ့ပုံစံ။ နှစ်ပေါင်းများစွာလေလုရှုမှုကို ရှင်းတန်းခဲ့ပြီးအသက်ရှင်နေတဲ့ပုံစံကြောင့်မှာအစပိုင်းမှာတော့ဖိုးညိုကမလုံမရှက်ပဲရှိနေခဲ့တယ်။ကျွန်တော်တို့အရန်ဒီကလာရင် သူတုံလောက်ချောက်ကြတဲ့တဲ့သူက ကျွန်တော်တို့ကိုဂယုတစိုင်းလိုက်ကြည့်နေတယ်။ကျွန်တော်တို့လည်းပျောက်ကွယ်သွားမှာကို စောင့်ကြည့်နေတယ်လို့မျိုးပေါ့။ဒါပေမဲ့တနေ့ပြီတနေ့သူအာပြန်ပြေးလာတယ်။သူအမီလေးထောင်းလာတယ်။ နရွက်တွေကနာဆွဲလာတယ်ပြီးတော့တညာနေမှာကျွန်တော်အလောက်ကနေပြန်လာပြီးကာရကာကိုဖွင့်လိုက်တဲ့အခါအဲဒီအတန်ကိုကျွန်တော်ကြားလိုက်ရတယ်ဟောင်းတန်တစ်ချက်နောက်တစ်ချက်ကျွန်တော်ကိုစိတ်တူစေခဲ့တဲ့အဲဒီပြတ်သားပြီးမယမနာဟောင်းတန်မျိုးပါပဲဒီတခါတော့ဒီတန်ဟာမတူညီတဲ့ပုံစံနဲ့ကြာရောက်လာတယ်ဒါဟာစုညံတန်မဟုတ်တော့ဘူးဒါဟာအသိမှတ်ပြုခြင်းဖြစ်တယ်နောက်ဆက်ခြင်းဖြစ်တယ် ကျွန်တော်လွဲချော်နေမှမသိတဲ့နှလုံးခုန်တန်းတစ်ခုဖြစ်တယ်။အဲဒီနောက်ပိုင်းညနေတိုင်းဖူးညူဟောင်းခဲ့တယ်။အဲဒီလိုဟောင်းတိုင်းကျွန်တော်မျက်လုံးမလန်ပြမလန်ပြတော့ပဲပြုံးမိတော့တယ်။ကျွန်တော်ဇနီးကခြံရှိကနေညင်သာစွာရီမောလိမ့်မယ်။သူကရှင်းတဲ့စကားပြောနေတော့မယ်လို့သူမက စားနောက်တယ်။ဟုတ်တယ်လို့ကျွန်တော်ကပြောပြီးသူ့ရဲ့တွေ့ကြနေတဲ့နှရဲ့နောက်ကိုကုတ်ပေးလိုက်တယ်။အရင်ကငါဒီဘာသာစကားကိုနားမလဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ဒါကသူရဲ့ဘာသာစကားဖြစ်နေခဲ့လို့ပဲ။ဟောင်းနာက သခင်ကိုငါမြင်တယ်။သခင်အိမ်ပြန်ရောက်ပြီ။အာဟုကရှိနေသေးတယ်လို့ပြောတဲ့သူရဲ့နီလန်ပဲ။ဘယ်သူမှမချစ်တဲ့နေတွေတလျှောက်လုံးသူဟောင်းခဲ့တယ်။သူရှိနေသေးကြောင်းလောကကြီးကိုသတိပေးဖို့ဟောင်းခဲ့တယ်။တယောက်ယောက်ဘသူဖြစ်ဖြစ်ကြားနိုင်ဖို့ဟောင်းခဲ့တယ်။ပြီးတော့အနောက်ဆုံးမှာတယောက်ကြားခဲ့တယ်။အခုကျွန်တော် လမ်းတောင်ကိုချူ꿰လိုက်တာနဲ့သူတန်ကိုကြာနေရပြီဖိုညိုကျွန်တော်ရဲ့ခွေးလေးကျွန်တော်ရဲ့တငယ်ချင်းသူရဲ့ဟောင်းနိုင်ကကျွန်တော်ကိုမနှောင်ရှက်တော့ဘူးရင်းနီးရဲ့တချင်တန်တပုတ်လို့ကျွန်တော်ကိုဝန်းရံထားတဲ့တချိန်ကကျွန်တော်ကိုစိတ်တူစေခဲ့တဲ့အဲဒီအတန်ကခုတော့ကျွန်တော်ကိုအိမ်ပြန်ကြိုးဆိုတဲ့အတန်ဖြစ်နေခဲ့ပါပြီ။ ဘာလို့လဲဆိုတော့တခါတလေမှကျွန်တော်တို့ကိုစိတ်အနှောင့်အယှက်ဖြစ်စေဆုံးအရာတွေကကျွန်တော်တွေရဲ့နှလုံးသားထဲကအတိတ်ဆိတ်ဆုံးနေရာကိုလာရောက်ဖြည့်ဆည်းပေးတတ်တဲ့အရာတွေဖြစ်နေတယ်လို့ပါဖိုးညိုကကျွန်တော်ပြည့်ပြည့်စုံဖို့မလိုအပ်ခဲ့ဘူးသူက ကျွန်တော်ရှိနေဖို့ပဲလိုအပ်ခဲ့တယ်ပြီးတော့ကျွန်တော်ရှိနေခဲ့တယ်နည်းနည်းနောက်ကျခဲ့ပေမဲ့အချိန်မီရောက်ရှိခဲ့တယ်ဟန်ဆိုင်စီမဲဘာသာပြန် Love is love ဟုတ်ကဲ့ပါခင်ဗျာဆရာဟန်ဆိုင်စီမံရေးထားတဲ့အတန်တွေရဲ့ဥတီယာဆောင်းပါးလေးကိုဖတ်ပြပေးခဲ့ရပါပဲဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးကိုဖတ်ပြပေးဖို့ကလကကြောက်ကဆွေးနွေးပို့ထားခဲ့ရပါတော့เนาะဖတ်ပြလိုက်ပါပြီခင်ဗျာနောက်ဆောင်းပါးလေးပုံနေနဲ့တန်ဖိုးများပြောင်းလဲခြင်းဆောင်းပါးလေးကိုဖတ်ပြပေးပါမယ်ဒီဆောင်းပါးလေးကတော့ဆရာကြီးများတန်သိရဲ့ ။တမိုင်းကျိမုံများစောင်းထဲကစောင်းပါလေးဖြစ်ပါတယ်ခင်ဗျာ။တံပိုးများကြောင်းလဲခြင်း။အယုတ်ကညာနဲ့မောင်ယုတ်ကလေးကအယုတ်ကညာနဲ့မောင်ယုတ်ကလေးအဝဗလာနေရာတစ်ပြည့်အချက်သွေးတော့ဖြာလိမ့်မည်ထင်သည်တို့ရတွင်ကိစ္စမရှိပါသူကိုတော်တော်တန်တန်နှင့်မတွေ့ကြပါအမောင်ထဲတွင်နှစ်ပေါင်း90ကျော်များထူတိုင်းနေခဲ့ရသည်နေရာမှာ အမင်းကပြောင်းစုနယူးယောက်မြို့တော်ပြန်စမရိတ်သားလမ်းမကြီးကမိသူကအကျော်စတဲ့အာ sorry ပါခင်ဗျာ Stanford White ပုံစံထုတ်ရေးဆောင်းလုပ်ခဲ့သည့်ဆိုင်အကြီးဖြစ်သည့်1950ပြည့်လူနှစ်များကထိုဆိုင်အကြီးကိုပြင်တဲ့အစိုးရသို့ရောင်းလိုက်သည့်ဤတွင်ထိုဆိုင်အကြီးသည် အများပြည်သူနှင့်တက်ဆိုင်သည့်အစာအုံကြီးတစ်ခုဖြစ်လာခဲ့ကနေစဉ်နှင့်အမျှ ဝန်ထမ်းများဧည့်သည်များလာရောက်နေကြသည်ထိုနေရာ၌ညာနံမောင်ရုပ်သည်တိတ်ဆိတ်စွာရည်နေခဲ့သည်လွန်ခဲ့သည့်သတင်းပတ်ကားမူထိုညာနံမောင်ရုပ်ကလေး၏ပတ်ပတ်လည်တွင်ကလေးပါကျိုးများကာယံလိုက်သည် အနည်းသို့ဓာတ်ပုံဆရာများမကန်နိုင်စေရန်ဖြစ်သည့်မီးလုံးများမှာမီးအောင်များသည့်လက္ခဏာပြတ်သွားကြသည်ယုံမြင်တန်ကြားမီးအောင်များသည့်ဖြူးဖြူးပြားပြားမီးအောင်ဖြင့်ထိုအယုတ်ကိုဝိုင်းထူနေကြသည် ရာနမောင်ရုပ်ကလေးသာတွေးတက်လင်လောကကြီးတွင်ဘာတွေပြောင်းနေသနည်းဟုနားမလည်နိုင်အောင်ဖြစ်နေပေလိမ့်မည်အခြားကြောင့်သောမဟုတ်ပါစကြောရာစု အီတလီဘဘူးပညာကိုကြွမ်းကျင်လာတဲ့သူတယူကတနေ့တွင်ထိုအနည်းသူဖြတ်သွားမိရာမှညာနမောင်ရုပ်ကလေးနှင့်ပတ်သက်၍အမြင်တစ်ခုပေါ်လာသောကြောင့်ဖြစ်သည်ထိုကျွမ်းကျင်သူသည် သူသည်တနာများကိုပြုလုပ်ပြီးနောက်ထိုညာနမောင်ရုပ်သည်နာမည်ကျော်ဘဘူးဆရာကြီးမိုက်ကယ်အိန်ဂျယ်လို့ ဆက်စောပိုင်းကထူလုံခဲ့သည့်အယုတ်ဖြစ်သည်ဟုဆုံးဖြတ်သောကြောင့်ဖြစ်သည်တူဤအဆိုကိုအခြားသော ကြံကြံသူများကလည်းထောက်ခံကြသည်ဤသို့ဖြင့်ဘာမဟုတ်သည့်အယုတ်ကလေးတယုံမှအယုတ်ဟုဘာမဟုတ်သည့်အယုတ်ကလေးတယုံဟုသဘောထားခဲ့သည့်အမြန်နံပါတ်ယုတ်ကလေးသည် မေဂန်ပြောင်စုတွင်ရောက်နေသောမိုက်ကယ်အင်ဂျယ်လို၏ကပူးယုတ်တစ်ခုဖြစ်နေသည်ရှိခုနှင့်တွင်စလုံးမဲကြီးဖြင့်ပါသည့်ရှေးဟာအမှုပညာရှင်တို့မှ မိုက်ကယ်အင်ဂျယ်လို့တော်ရရဲ့မဟုတ်ပါလွန်ခဲ့သည့်ဇန်နဝါရီလကျေတုန်းကနယူးယောက်မြို့ရှိဘာသာကောလိပ်မှပါမောက်ခတူက1932ခုနှစ်တွင်ရေးခဲ့ပြီးအောက်တန် WS ဟုနာမည်ထိုးထားသည့်စာကြောင်းရေ988ကျောင်းရှိသည့်အတူဝတန်းချင်းမာဝီလျံရှိတ်စပီယာရေးသည့်ငိုချင်းဖြစ်သည့်ဟုထုတ်ဖော်ကြေညာလိုက်သည့် ထုံငုံချင်းကိုမရေမီပါရှိစီအိုင်ပြန်ဆက်မှာဩဝါဒများကိုကွန်ပျူတာဖြင့်အသေးစိတ်ခွဲခြမ်းစိတ်ပြားကြည့်သည့်အခါ၌ရှိစီအိုင်ဩဝါဒများနေတူနေသည်ကို တွေ့ရကြောင်းဖြင့်အခြားသောဒုတိယတီများကလည်းထောက်ခံကြသည်မကြမီဆိုလေထုံငုံချင်းစာသားများကိုအင်တာနက်တွင်ဖန်ယူနိုင်တော်မူညာနဲ့မဟုတ်သူသည်၎င်းငိုခြင်းသည်၎င်းအများသူငါစေဝင်စားလာမည်ယခုအချိန်တွင် ရခိုင်လူမသိသူမသိရှိနေခဲ့စဉ်ကတည်းဘာမျှပို၍ကောင်းလာခဲ့သည်မဟုတ်ပါရခိုင်ကအတိုင်းအတူတူပင်ဖြစ်ပါသည်တို့ရတွင်ယခုမှထိုရုပ်သူနှင့်ထိုငိုခြင်းကိုဘာကြောင့်လူတွေကကြည့်ဆိုင်လာခဲ့ကြသည်ဘာကြောင့်စိတ်ဝင်စားခဲ့ကြသည်အဖြေကရှင်ပါသည်ထိုရုပ်များနှင့်ထိုစာသားတို့ကိုမိုက်ကယ်အိန်ဂျယ်လိုနှင့်ရှေးစပီယာ၏အမည်ကပ်ပေးလိုက်သောကြောင့်ဖြစ်ပါသည်အနောက်နိုင်ငံ အနုပညာလောက၌ပြည့်စည်တဲ့လူကိုအရေးပေးသည့်အလေးအထားသည်တဖြည်းဖြည်းဖွင့်ပြလာခဲ့သောအကြောင်းဖြစ်ပါသည် မိုက်ကယ်အင်ဂျယ်လိုသည် မိုက်ကယ်အင်ဂျယ်လိုဖြစ်လာခဲ့ခြင်းမှာသူ၏ခေပြိုင်များနှင့်နှောင်းမျိုးဆက်သူကစစ်စတိုင်သူတမစရဲ့မျက်နှာချက်တွင် ပြခဲ့သည်သူ၏အနုပညာဉာဏ်ပါရမီနှင့်ဝါဝီမင်းကြီးနှင့်ပြီးရခတို့ရုပ်တုများထဲတွင်ပြသခဲ့သည် သူအမှုပညာဉာဏ်ပါရမီကိုအတိမတ်ပြုခဲ့ကြသောကြောင့်ဖြစ်ပါသည်ရှိန်စပီးယားသည်ရှိန်စပီးယားဖြစ်လာခဲ့ခြင်းမှာလည်းထိုသဘောအတိုင်းပင်ဖြစ်ပါသည်ထိုသဘောဖြင့်အမိထိုသဘောဖြင့်အဓိကရအမြင်အရာရှိလိုက်ကြသူမှာပကြီးကျော်ရမ်ဘရင့်ဖြစ်သည်ထောင်ရှားပြည်နေလူနေများက romantic ဇာယီဆရာ တော်တော်များများသည် rambrin ကို အလွန်ချီးကျူးမြှောက်စားခဲ့ကြသည်ဤသည် rambrin ပကြီးကားများကို ပရိသတ်ကအများအပြားတောင်းဆိုလာခဲ့ကြသည်တောင်းဆိုသည့်အတိုင်းလဲရန်ပရစ်ပကြီးကအများအပြားပေါ်ထွက်လာခဲ့သည်မကြသေးမီကမူနယူးယောက်မြို့ရှိမက်ထရိုပိုလီယန်ပြတိုင်းမှာရန်ပရစ်နှင့်ရန်ပရစ်မဟုတ်သောပကြီးကအများပြပွဲကိုရက်ဆဲလိုက်သည်အစရာဒန်တွင်အခြေစိုက်သည့် Rembrandt ပကြီးကားဒုတိယနာ project တစ်ခုမှာ Rembrandt နှင့်ပကြီးကားများကိုစီစစ်ရွေးထုတ်ခဲ့ရာယခင်က ရန်ပရင့်ကြီးက900ကျော်များရှိသည်ဟုဆိုရမှယခုမူတဝက်ကျော်လောက်များသာကျန်တော့သည်ရန်တဝက်ကျော်တို့မှာရန်ပရင့်နာမည်ကြီးချင်းကရန်ပရင့်အမိခံရေးရေးဆွဲခဲ့ကြတော့ရန်ပရင့်ကြီးကအတူများဖြစ်နေသည်ကို တွေ့ရသောကြောင့်ဟုဆိုသည်ရှင်ညတိုင်း February 5 1996ရန်နီမဂဇင်း1996ဒီဇင်ဘာဆရာဟန်ဆိုင်ရဲ့ ဆောင်းမလေးရကြတော့10မိနစ်စွန်းစွန်းလေးပဲဖြစ်နေတာပေါ့နော်10မိနစ်စွန်းစွန်းလေးပဲဖြစ်နေတော့အာဒါနဲ့ဆရာမြတ်တန်တေးရဲ့ဆောင်းမလေးကိုဖတ်မယ်ဆိုပြီးတော့ရွှေ့လိုက်တဲ့အချိန်မှာဖတ်ရတာလည်းဆိုရင်အလုံထဲမှာဖတ်ရတာပေါ့နော်အလုံထဲမှာဖတ်ရတာဘာဖြစ်လို့လဲဆိုတော့မောင်ဟာကိုဟာအာအလဲကြလာပြီပေါ့နော်တင်ဖို့ audio ပုံမရှိအောင်ဆိုရင်ဟာဆိုနေရအလုံထဲမှာအရသလိုအဆင်ပြေသလိုဖတ်မယ်ဆိုပြီးဆောင်းမရွှေ့လိုက်တာရွှေ့တဲ့ဆောင်းပါ တိုးသွားတော့ဆောင်းမနှစ်ပုတ်ပေါင်းလာတော့မှမိနစ်20မပြည့်ဘူး။အားကြောင့်နည်းနည်းတော့အာလူဖုံမယ်နော်။အာလူဖုံမယ်ဆိုလေတကယ်တမ်းကျဆွနေကပါးစပ်ကနေစကားပြောမယ်ဆိုရင် သူများနဲ့ပြောရင်အေးအေးပဲဖြစ်နေတာတိတ်မပြောတတ်ဘူးနော်။အဲ့ဆိုတော့ဘာပြောရမလဲမသိဘူး။ဘာပြောရမလဲမသိတော့ဒီ audio book ဖတ်ရတယ်အခက်အခဲလေးပဲပြောပြလိုက်မယ်ပေါ့နော်။ဘယ်လိုလဲဆိုတော့ဆွနေက ဆရာဟန်ဆိုင်စီမဲရဲ့ဆောင်းပါးလေးကိုဖတ်လိုက်တော့10မိနစ်စွန့်စွန့်ပဲရှေ့ဆွားနေ။အားနဲ့နောက်ဆောင်းပါးဖတ်မယ်ဆိုပြီးတော့သူနဲ့ဟိုဖတ်ဖူးဖတ်ဖူးထားတယ်ပေါ့နော်။ဟောတဲ့ဟိုခေါင်းထဲမှာဆွေးနေတဲ့ဟာလေးတစ်ခုပေါ့။အဲ့ဒါတော့ဗာလဲဆိုဆရာဖင်းမင်းရဲ့အတွေးကပ်ကြာဆောင်းပါးလေးပေါ့နော်။အဲ့ဆောင်းပါးလေးကဖတ်ပြီးသွားတဲ့ဒီဆရာဟန်ဆိုင်စီမဲရဲ့အခု audio book နဲ့ပဲတွဲဖတ်တာပေါ့နော်။ဒါပေမဲ့တွဲဖတ်ထားပေမဲ့လည်းပြီးတော့မှ အာပြန်ပြီးတော့တရီဝင်လာတာဆရာဖေမြတ်ဘီစီဖြစ်တယ်ဆိုတော့တရီဝင်လာပါတော့เนาะတရီဝင်လာတဲ့ခါကျတော့အန်းနဲ့ဟောတာအကုန်လုံးနဲ့လိုက်မိလိုက်တော့ဘီစီသေးကြသွားဘီစီသေးကြသွားတဲ့ခါကျတော့အဲဆရာဖေမြတ်အတွေ့ကပ်ပြာဆောင်းပါနဲ့တွဲဖက်ထားတဲ့ဟာကိုဖြက်ပြီးတော့အခုဆရာကြီးမြတ်တန်တင်ရဲ့ဆောင်းပါလေးနဲ့ဖက်လိုက်တာပေါ့နော်ဆောင်းပါလေးနဲ့ဖက်လိုက်တော့ဆမ်ဆွနဲ့အခုဆောင်းပါကိုဖက်ထားကြတော့ဟောပြောပြမယ် ်ဆရာကြီးညတန်တည့်ရဆောင်းမှာဖတ်တာအလုတ်ထဲမှာဖတ်တာပေါ့နော်အားကြောင့်နောက်မှလည်းဆုညံတန်တွေတော်တော်များများပါမယ်။ဒါမှမဟုတ်ဆိုဟာနဲ့ဆောင်းမရွေးတာမှားသွား။မှားသွားတဲ့ခါကျတော့ဆောင်းမရွေးတာမှားသွားတဲ့ခါကျဆောင်းမနှစ်ပုတ်ပေါင်းတော့မိနစ်နဲ့ဆရာမပြည့်ဘူးဖြစ်သွားတယ်။အားကြောင့်မလို့ပြည့်တော့မယ်နော်မိနစ်30နေနေလေးပဲတည်ရဟာနဲ့ဆိုနေဟာဆရာကြီးမြတ်တန်တင်းရဲ့အရာပြောင်းလဲခြင်းအဲဆောင်းပါးကိုယူပေါ့နော်အဲနောက်တစ်ခုကကြတော့ဆရာကြီးမြတ်တန်တင်းရဲ့ တကယ်တမ်းဆိုရင်နည်းနည်းရှည်ရဆောင်ပါလေးပေါ့နော်အဲရှည်ရဆောင်ပါလေးကဘာလဲဆိုဆောင်ကြမြိုင်ဆက်လန်လားမသိဘူးတခါမှမဖက်ဘူးအခုဟာတွေကလေအခုဆရာကြီးနဲ့တန်တင်းရဲ့အာရောင်ပြောင်းနေခြင်းဆောင်ပါလေဆိုရင်အရင်ဖက်ထားတာမရှိဘူးဒီတိုင်းလက်တန်ဖက်လိုက်တာမျိုးအမားကြီးတော့တော်တော်များများပါမယ်ထင်တယ်ဘာလို့ဆိုတော့ဘာသာပြန်ဆောင်ပါဆိုတော့သူကအော်တချို့အတန်အတွက်တွေကကြာတော့မြန်မာအတန်အတွက်မဟုတ်ဘူးလေလို့ဆိုတော့အဲ့ ဆောင်းကြအမြိုင်ဆောင်းပါကိုဖတ်မယ်ဆိုပြီးတော့ဆောင်းကြအမြိုင်ဆောင်းပါကကြတော့ဖတ်မယ်ဆိုပြီးတော့ပထမတစ်ပိုက်ကိုဖတ်လိုက်တယ်နောက်တော့မှလန်ကြီးရဲ့ဒီစာအုပ်ရဲ့ကိုလန်လန်ကြီးရဲ့အချိန်မှာသူကတပုတ်ဒီအိတ်ဆောင်းပါတပုတ်ထင်းနေတယ်မိနစ်20လောက်ကြာပါမယ်ပေါ့နော်ဒါနဲ့ဆင်းနေလဲအဲ့ဒါဆိုရင်တော့မဖြစ်ဘူးပေါ့နော်အချိန်ရလည်းမရဘူးဆိုတော့ဒါနဲ့နည်းနည်းတူလာအောင်ပဲရွှေလိုက်တာပါအဲ့ဒီရဲ့ ဘာသာပြန်ခုနကအဆောင်ကြမြိတ်မှတ်တမ်းလာမသိတဲ့ဂျပန်နဲ့ဂျပန်ခေတ်ကဘောနော်ဒီဂျပန်နဲ့ကိုရီးယားကိုတိုင်ထားတဲ့အချိန်မှာအကိုရီးယားမင်းမပြူလေးနဲ့အာရှမင်းမပြူလေးတွေကိုဘာလို့ပြောရလဲအဲဗျောတော့နော်အဲလီကိုနောက်နေဖက်ပြမယ်အဲလီကိုနောက်နေဖက်ပြမယ်ဆိုတော့လာရောက်နှဆင်ပြကြပါဦးခင်ဗျာဟုတ်ကဲ့ အဆောင်တိဘုရားအနာစင်ပေးကြရင်ပေးစင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆောင်းပါးလေးတွေမှာပြန်တွေ့ကြပါမယ်